မြတ်စွာဘုရားကတော့မိဘကိုကျေးဇူးဆက်တဲ့ပုဂ္ဂိုလ်ပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဟာဒီဘဝနဲ့ကိုပဲချမ်းသာမယ်တဲ့တူတူလေးဟောထားတယ်နော်ဒုက္ခမတ္တယတာလောကိယထောပိတ္တယတာဒုက္ခအမိကိုလှုပ်ကြွေးပြုစုတဲ့ပုဂ္ဂိုလ်အဖကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဒီဘဝနဲ့ကိုချမ်းသာလိမ့်မယ်တဲ့အဲ့ဒါအခုဒီခေတ်မှာမိဘကိုပြုစုလှုပ်ကြွေးလို့ချမ်းသာဒုက္ခနဲ့ပြည့်စုံကြတဲ့လူတွေအများကြီးရှိတယ် လက်တွေ့နော်လက်တွေ့နော်ဟိုဘဝကုဝီတိအထိအကျိုးပေးမဆောင်ဘူးဒိဋ္ဌာဓမ္မဝေဒနိယကံအနေနဲ့မိခင်ဖခင်တို့ဘုံမှာတိတက်နားလေလိမ်မာတဲ့သာသမီဒီဘဝရင်ချမ်းသာတာရှိတယ်ဟုတ်ရလားပြီးတော့ဦးဇင်းတို့ဟိုတကြာမင်းဖြစ်စေတတ်တဲ့ကံဆိုပြီးတော့မြတ်စွာဘုရားမဟာလိကိုဟောထားတာရှိတယ်တကြာဖြစ်အောင်ကျင့်ရမယ့်အကျင့်တရားဟိုမဟာလိမင်းသားကမြတ်စွာဘုရားကိုလာပြီးတော့ရှောက်တယ်ရှင်ဘုရားတဲ့ တရားမင်းဆိုတာကိုမြတ်စွာဘုရားမြင်ဘူးလားတဲ့အဲ့ဒါမြတ်စွာဘုရားကမြင်ဘူးတယ်လို့ပြောတော့အရှင်ဘုရားမြင်ဘူးတဲ့တရားမင်းကအတုအယောင်ပဲဖြစ်မယ်ထင်တယ်တဲ့ဘုံဆိုတရားဆိုတာကတာမန်လူတွေမြင်ဖို့သိခဲရင်းတယ်နော်သူကတရားကိုဘုရားရဲ့မြတ်တော်အထင်ကြီးသေးသလားမသိဘူးသိလားအဲ့ဒီမဟာလိဖြစ်နေပုံကအဲ့ဒီမှာမြတ်စွာဘုရားကမဟာလိကိုပြောတယ်တရားမင်းကငါမြင်လဲမြင်ဘူးတဲ့တရားဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလဲငါကောင်းကောင်းသိတယ်တဲ့တရားအကြောင်းကအကုန်လုံးသိတယ် အဲ့ဒီမှာတရားဖြစ်အောင်ကျင့်ရမယ်ကျင့်စဉ်ဆိုတာထဲမှာမိခင်ဖခင်ကိုကြွေးမွေးရမယ်ဆိုတာတစ်ချက်ပါလေဟုတ်ရလားဒါဥစဉ်တို့မိဘနဲ့ပတ်သက်ပြီးတော့စုဆောင်းထားတာလေးပေါ့လေပြီးတော့သူဝနာတမဆတ်ထဲမှာမိဘကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်များနတ်တွေကတောင်ဆေးကုတယ်လို့ဒါရိုက်ပါဠိတော်ထဲမှာဟောထားတာရှိတယ်အဲ့တပိသဘောင်သူတော်ကောင်းတို့ကိုဘဝမှာအခက်ခဲအကျက်တဲတွေဆိုတာတစ်ခါမဟုတ်တစ်ခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာ မျိုးမျိုးသောအရေးတွေကြောင့်အဆင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်တယ်မြပြုစုတယ်လှုပ်ကြွေးတယ်အီမန်တဲ့သစ္စာတကားကြောင့်အဆင်ပြေပါစေပြိတိတ်မကောင်းဘူးလားအေးကို့ဘဝမှာအဆင်ပြေမှုတွေရနိုင်တယ်နော်နှစ်တွေကတော့ဈေးကူတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကျွေးစုပြုစုလှုပ်ကြွေးတာဒါကတော့ပေးတဲ့တို့အားလုံးသိပြီးသားပါ ဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာပေါ့လားအဲ့တော့မိဘကိုပြုစုလုပ်ကြွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရရအကြောင်းမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နုမှုဝါတာမှုအပြည့်ပေါ့နောက်မိဘနဲ့သာသမီရဲ့ဆက်ဆံရေးမှာသာသမီတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအဲ့ထာထက်တာတဲ့မြစ်တံနဲ့သာသမီကို ပြန်ပြီးတော့မတုံ့ပြန်မေဘူးလား။အသာသမီလေးလိန်မာလိုက်တာတော်လိုက်တာ။သာသမီကမိဘကိုတရားဖို့ပေးတယ်ဆိုရင်မိဘကတထောင်ဖို့တထောင်ဖို့လောက်ခံစားတာ။ဟုတ်ရမို့လား။ပြောချင်တာကဘာတော့။ငါ့ပုံမှာပြန်ပြီးတော့တိတက်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသာသမီကိုပူလို့တောင်းထပ်ပြီးတော့ချစ်ရတယ်မြတ်နိုးရတယ်။အဲ့မှာမြစ်တာတွေတပတ်လေသွားတယ်ပေါ့။ ဒါဥစဉ်တုန်းကလောကကြီးကိုမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးဒီပါနော်တခါကြီးမိုင်းမရသားသမီးကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသားသမီးကိုတိတ်ပြီးတော့ပါတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသားသမီးရဲ့အပေါ်မှာမြစ်တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလားဒါပုထုရှင်သဘောနော်တခါကြီးမိုင်းမရတော်တဲ့သားသမီးနဲ့ဆိုးတဲ့သားသမီး အတိုးတဲ့သားသမီးကိုပို့ချင်မှာပါပဲ။တန်ရောတင်ရဆိုးတာလဲကိုသားဆိုးလို့မို့ကိုချေရတာလေးတွေလည်းရှိတော့ရှိတာပေါ့။ဒါပေမဲ့ကို့အပေါ်မှာတိတက်တဲ့စိတ်နဲ့ယေရှုတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သားသမီးတုံ့ပြန်တဲ့သားသမီးအမြဲတမ်းကို့အပေါ်မှာကောင်းတဲ့သားသမီးကိုမိဘတွေဟာမေတ္တာတွေပို့ပြီးတော့မပေးနိုင်မေဘူးလား။ပေးနိုင်မယ်။အဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သားသမီးမေတ္တာဖြစ်တဲ့သားသမီးမေတ္တာကြောင့်မိဘမေတ္တာဖြစ်တဲ့အဲ့ဒါလို့စည်းစည်းကပ်ကပ်နော် စူးစူးပြည်ပြည်လေးနေရရင်ဒီမိသားစုตายရစရာမကောင်းဘူးလားအေးဒါကုသိုလ်တွေเนาะတခိုင်းဒီမိုက်များကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဖ ೇನೆ ကိုကပြန်လဲတုံ့ပြန်မှုသိမ့်မရှိဘူး၆ကက်ကက်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်သလိုကြည်သလိုလုပ်နေရင်မိဘကဘာလို့နေမတုံမချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့ဒါကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့တော့မိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးက ဘလို့ဖြစ်တော့လို့မှအဆင်မပြေဘူးသားသမီးကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသားသမီးကိုနားလည်းမပေးဘူးဟုတ်ရဲ့လားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်ပဲနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကတိတ်ပြီးတော့မရှိဘူးမကောင်းတော့ဘူးเนาะတကယ်ဒီမိုင်းများဟုတ်ရဲ့လားဒါကြောင့်အဲ့ဒါမျိုးတွေမဖြစ်အောင်မေတ္တာတွေတပတ်လည်သွားအောင်မိဘကျေးဇူးကိုတည်မြဲနားလည်ပြီးတော့ချိုးသားတဲ့စကားအေဂျင်တဲ့မေတ္တာ တက်နိုင်တယ်မြတ်ပြုစုယူရပြီးတော့ဖေဖေမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ခြင်းရဲ့ကျေးဇူးတည်ခြင်းရဲ့အကျိုးတရားတွေအစုငင်းနိုင်မလဲမငင်းနိုင်ဘူးဟိုနောက်ဘဝကြမှာရမယ်အကျိုးကျေးဇူးတွေပါလေဦးဇင်းတို့သိပ်မပြောဘူးနော်တခါယူမိုက်မြတ်ဟုတ်ရလားအေးဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်းမရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိမြင်နားလဲပြီးတော့ဟောအ ਨੇ ဆုံးကျေးဇူးတည်တယ်ဆိုတဲ့စိတ်ဟာ အင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးနော်ငါ့ပေါ်မှာ तू တော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်နဲ့အိုးတေချာဖို့ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်ပြည့်တို့ခံစားလို့ရတာဥစဉ်ပြောတာကို